ကဲ့ဒီနေ့မှာတော့ unit 2ဆက်သွားမယ်ရှိရက်မှာ lesson 3တိပြီးပြီဆိုတော့ဒီရက်မှာတော့ဒီနေ့မှာတော့ lesson 4ကိုဆက်သွားမယ်နော် lesson 4 letters of the week ဒီတစ်ပတ်ရဲ့စလုံးတွေကတော့ပါလေးလဲ c နဲ့ d c နဲ့ d ရဲ့အပတ်လေးပါတဲ့နော် ကဲဒါဆိုရှင်သူ့ရဲ့ယင်းနီလေးအောက်မှာတစ်ချက်ကြည့်မယ်ဒီမှာ capital letter c c အကြီးဘလို့ရေးတယ်လဲမင်းလေးချောင်းမှာမင်းလေးချောင်းမှာမာဒီအပေါ်မြင်းအနီရောင်ကိုထိအောင်ဆွဲပြီးတော့အောက်ကအပြာရောင်မြင်းကိုထိအောင်တစ်ချက်တည်းဆွဲချမယ်ဒါဒီ capital letter c c အကြီး c အသေးကြတော့နော်ဒီအပြာရောင်မြင်းထဲမှာပဲဒီအပြာရောင်မြင်းထဲမှာမှာဒီမှာတစ်ချက်တည်း ဆွဲချမယ်ဒါသည် C အသေး small letter C နော်အောက်ကစလုံးလေးလိုက်စုကြည့်မယ်နော် C A K E K C A K E K ကိမော C U P K C U P K ခွက်ရေခွက်နော်ကဲဒီဘက်က D လေးကိုကြည့်မယ် capital letter D ဒီအကြီးလေးကိုဘယ်လိုရေးသလဲဒီ နင်းလေးချောင်းမှမအနေရောင်မြင်းအနေရောင်မြင်းကနေမှအောက်ကအပြာရောင်မြင်းကိုတစ်ချက်ဆွဲချမယ်ပြီးလို့ရှိရင်ဒီအနေရောင်မြင်းကိုထည့်ဒီအနေရောင်မြင်းကနေမှအောက်အပြာရောင်ကိုထိအောင်ဝိုက်ချမယ်တော့ဝိုက်နော်ဒါဒီကပ်တလတာဒီဒီအတီပြီးရင်ဒီဘက်ကဒီအသေးဒီအသေး small letter d ကိုကြာတော့ဒီမှာအပြာရောင်မြင်းလေးတွေမှာပဲနော် တဝိုင်းဆွဲပြီးတော့အပေါ်ပြန်တက်မယ်ပြီးတော့အနာသက်ပြန်ပိတ်ချမယ်ဒါဒီ small letter ဒီဒီအသေးကအောက်စလုံးလေး like ဆိုကြည့်မယ်နော် dog 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 que d u s t e r duster d u s t e r duster ဘောပြက် တဲ့ဒီဘက်က trees and right trees and right ဆိုတာကဒီမှာအာအစချမြင်းလေးပေးထားတယ်ဒါကိုလိုက်ရေးကြည့်မယ်နော်ဒီမှာဒါလေးကဘာလေးဖြစ်မလဲ capital letter c c a t ဒါလေးက small letter c c a t ဒါလေးကရော capital letter d d a g ဒါလေးရော small letter d d အသေးဟုတ်ပြီလိုက်ရတဲ့အခါကျလို့ရှင်ဒီတိုင်းပြစ်စလက်ခတ်어 sorry ဖြစ်တယ်လို့တော့မရေးပါနဲ့เนาะသူပေးထားတဲ့ပုံစံအတိုင်းလေးပဲရေးပါ c solution လည်းဒီလိုအပေါ်နဲ့အောက်တစ်ချက်ဝိုက်ချမယ်ပေါ့เนาะအဲ့လိုလေး d solution လည်းဒီ d အကြီး solution လည်းဒီဘေးမင်းကိုအရင်ဆွဲပြီးတော့မှဒီ white ဒီကိုရေးချမယ်เนาะရမယ်เนาะ Okay listen and socket နားထောင်ပြီးတော့ လိုက်ပြီးတော့ဝိုင်းမယ်။ကဲအဲ့ဒါဆိုရှင်ရင်နားထောင်မယ်။တေချာလေးနားထောင်မယ်ပြီးရင်ဘာလေးလဲဆိုတာကိုလိုက်ပြီးတော့ဝိုင်းမယ်နော်။ကဲခိတ်ခိတ်ဘယ်ဟာဖြစ်မှာလဲ။ဒီမှာဟုတ်တယ်။ဂိတ်မုတ်သူ့လေးကိုဝိုင်းလိုက်မယ်။ပြီးရင် dog dog ဒီမှာဟုတ်တယ်နော်။သူ့ကိုဝိုင်းလိုက်မယ်ခွေးကလေး။ပြီးရင် duster duster ဘယ်နာမှာလဲ။ဒီမှာဟုတ်တယ်သူ့ကိုဝိုင်းလိုက်ပါ။ cat ဘနာမှာလဲဒီမှာဟုတ်တယ်ရေခွက်သူကိုဝိုင်းလိုက်မယ်ကဲအဲ့ဒါဆိုရှင်ဒီမှာအောက်ကဒီနှစ်ခုပြတာတယ်တခန့်စည်းဆိုအမှတ်ချစ်ပြီးတော့ပြောမယ်ဒီမှာစီနဲ့စပြထားတယ်เนาะသူ့ကိုချစ်လိုက်မှဒါဆိုသူဘလူခေါ်လဲဘလူခေါ်လဲခိတ်ဟုတ်တယ်ခိတ်ခိတ်မဟုတ်ဒီမှာဒီနဲ့စတယ်သူ့ရောဘလူခေါ်မလဲ duster ဟုတ်တယ်เนาะ duster ကဲဒီမှာ right can see ရေးမယ်ပြောမယ်တဲ့ဒီမှာအခွက်ပုံလေးပြထားတယ် เนาะပြီးတော့အနောက်ကယူပြီးပေးထားတယ်အရှိကဘာလူနေလဲစီဟုတ်တယ်စီလူနေလေเนาะ C U P ခတ်ခွဲဒီခွဲကဒီမှာခွေးပုံလေးပြတာပြီးတော့အနောက်က O G လေးပေးထားတယ်အရှိကဘာလူနေလဲ D ဟုတ်တယ်ဒါဆို D ဖြေးလိုက်မယ် D O G dog ခွေး